မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့လည်းကင်းတရင်နေကိုတင်ဆက်ပေးပါမယ်အဂျပန်မေအွန်လိုင်းကို ICC တရားရုံးကဖန်ရန်ထုတ်ရေးအတွက်ဆက်လက်လှုပ်ဆောင်နေပြီးမကြမီမေအွန်လိုင်းတို့အတွက်ဖန်ရန်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ရေဒင်းချေဆိုင်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်စကိုင်းငလင်းကြီးလှုပ်ခတ်သွားပြီးတဲ့နောက်တက္ကသိုလ်ဝင်တဲ့အဖြေလွှားတွေပျက်စီးသွားတဲ့အတွက်ဆိုပြီးအဂျပန်စစ်ကောင်စီကမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာဇွန်လ16ရက်နေ့ကစပြီးစာမေးပွဲတွေပြန်ဖြေရမယ်လို့ ဒီကနေ့ဧပြီလ22ရက်နေ့မှာပဲအတိလင်းကြေညာလိုက်ပြန်တဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖတ်မင်းအွန်လိုင်းကို ICC တရားရုံးကဖန်ရန်ထုတ်ရေးအတွက်ဆက်လက်လှုပ်ဆောင်နေပြီးမကြမီမင်းအွန်လိုင်းတို့အတွက်ဖန်ရန်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ရခိုင်ပြည်နယ်ကရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာပြစ်မှုထင်ရှားတဲ့အတွက်အကြမ်းဖက်မြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကနေဖန်ရန်ထုတ်ပေးဖို့ ICC ရဲ့ရှေ့နေချုပ်ကနေ ICC တရားရုံးမှာ2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကပဲတရားဝင်ရှောက်ထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတော့ အချက်ဖတ်မင်းအွန်လိုင်းတို့အတွက် ICC ကနေ fund run ထုတ်ပေးဖို့လုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နေရမှာငါးလကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက်လုပ်ငန်းစဉ်တွေဟာလည်းပြီးမြောက်ဖို့နီးကပ်လာပြီဖြစ်တာကြောင့်မကြမီမင်းအွန်လိုင်းတို့အတွက် fund run ထွက်ရှိလာတော့မှာဖြစ်တယ်လို့ Britain အခြေစိုက်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကရန်ကုန်ခေတ်တိကိုရှင်းပြထားပါတယ်အကယ်လို့ ICC ကသာမင်းအွန်လိုင်းတို့အတွက် fund run တရဝင်ထွက်လာခဲ့ရင်တော့နိုင်ငံရေးတန်မှန်ရေးစီးပွားရေးနဲ့အဖက်ဖက်မှာမင်းအွန်လိုင်းတို့အတွက်တက်ရောက်မှုတွေရှိတော့မှာဖြစ်တဲ့အပြင်သူ့ရဲ့အရှိမတည်း ICC ဖမ်းရမ်းကြောင်းဖိလစ်ပိုင်သမ္မတဒူတာဒေးကိုဖမ်းဆီးခဲ့တာတွေရှိတဲ့အတွက်ဒါဟာပေါ်သေးသေးမဟုတ်ပဲအကြမ်းဖက်မင်းအွန်လိုင်းတို့အတွက်တက်ရောက်မှုကြီးကြီးမားမားရှိလာမှာဖြစ်တယ်လို့လည်းဦးထွန်းခင်ကရှင်းပြထားပါတယ်။ဒါအပြင်အခုလို ICC တရားရုံးမှတင်မကတပတ်ကအာဂျင်တီးနားနိုင်ငံရဲ့တရားရုံးမှလည်းအကြမ်းဖက်မင်းအွန်လိုင်းတို့စစ်အုပ်စုကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုနဲ့ဖမ်းရမ်းထုတ်ဖို့အဆင့်ဟာနိုင်ငံတကာရဲတပ်ဖွဲ့ Interpol စီကိုပါအနီရောက်အဆင့်ထုတ်ဆင်ပြီး ဖန်စီနိုင်မှုအတွက်လုပ်ငန်းစဉ်တွေအထိဆက်လက်လှုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။အကြံဖတ်စက်ကောင်စီဘက်ကတော့အခုလို ICC အပါအဝင်နိုင်ငံကတရားရုံးတွေမှာအကြံဖတ်မင်းအွန်လိုင်းနဲ့မြန်မာစစ်ကောင်ဆောင်တွေကိုတရားစွဲဆိုနေမှုတွေအပေါ်စိုးရင်စရာမရှိဘူးဆိုပြီးတော့ပါစစ်ကောင်စီရဲ့ပြောခွင့်ရအကြံဖတ်ဇော်မင်းထွန်းကအေဂျင်စီရဲ့သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာတုံ့ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျ။ တစ်ဖက်မှာတော့စကိုင်းငလင်းကြီးလှုပ်ခတ်သွားပြီးတဲ့နောက်တက္ကသိုလ်ဝင်နဲ့အဖြစ်လွှာတွေပျက်စီးသွားတဲ့အတွက်ဆိုပြီးအကြံဖက်ဆက်ကောင်းစီကမန္တလေးစကိုင်းကချင်းနဲ့နေပြည်တော်တို့မှာဇွန်လ16ရက်နေ့ကစပြီးစာမေးပွဲတွေပြန်ဖြေရမယ်လို့ဒီကနေ့ဧပြီလ22ရက်နေ့မှာပဲအတိအလင်းကြေညာလိုက်ပြန်ပါတယ်ဒါကတော့စကိုင်းငလင်းကြီးလှုပ်ခတ်သွားတဲ့အချိန်မန္တလေးတက္ကသိုလ်ပါမိလောင်သွားပြီးအဲ့ဒီမှာတက္ကသိုလ်ဝင်စာမေးပွဲအဖြစ်လွှာ၄သိန်းဝင်းကျင်မှာပါသွားတဲ့အတွက်အခုလာမဲ့ဇွန်လ16ရက်နေ့ကနေ22ရက်နေ့အထိ မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှာတက္ကသိုလ်ဝင်စာမေးပွဲတွေပြန်ဖြေရမယ်လို့စစ်ကောင်စီကကြေညာလိုက်ပြန်တာပါအဲ့ဒီတော့စာမေးပွဲပြန်ဖြေရမယ်မြို့နယ်တွေကအခြေခံပညာကျောင်းတွေမှာမေလာတရနေ့ကစာပြီးကျောင်းသားကျောင်းသူတွေကိုအနီးကနှစ်ပတ်ကျောင်းတက်ခိုင်းနေပြန်တယ်လို့အများစုကတော့ငလီနန်ကျောင်းနေအိမ်တွေပျက်စီးသွားတာနဲ့စီးပွားရေးပါပျက်စီးသွားမှုတွေကြောင့်တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဖို့ခက်ခဲနေတယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစကိုင်းမျိုးဇေယသီရိရက်ကွက်မှာနေတဲ့ကျောင်းသားမိဘတအုပ်ကတော့ သူတို့ရဲ့နေအိမ်ဟာဈေးဆိုင်နဲ့တွဲထားတာဖြစ်တဲ့အတွက်အခုငလင်တန်းကြောင့်အိမ်ရောဆိုင်ရောပြိုကျသွားတာကြောင့်သူတို့အိမ်ကဆယ်တန်းဖြည့်ထားတဲ့တမိငယ်ကိုစာမေးပွဲပြန်ဖြည့်ခိုင်းဖို့ကအဆင်မပြေတဲ့အပြင်လက်ရှိမှာတော့သူများအိမ်မှာခဏနေရတဲ့အခြေအနေဖြစ်နေသလိုတစ်ဖက်မှာလည်းနေအိမ်ကိုပြန်ဆောက်ဖို့ပြန်ပြင်ဖို့ကိစ္စတွေနဲ့စားဖို့အတွက်စီးပွားရေးကိစ္စရပ်တွေကြမှာစစ်ကောင်စီပြောသလိုကိုယ့်ရဲ့ကလေးတွေကိုဆယ်တန်းစာမေးပွဲပြန်ဖြည့်ခိုင်းဖို့ကအဆင်မပြေဘူးလို့စကိုင်းမျိုးဇေယျတီရီရက်ကွက်မှာနေတဲ့ចောင်းသားမိပါတအူးကပြောထားပါတယ်ခင်ဗျာ တဖက်မှာတော့ဂျပန်စစ်ကောင်စီကဗကုတိုင်းတာဝရီမြို့နယ်မှာလူငယ်58ဦးကိုတကြံကာလအတွင်းမှာပဲပေါ်တာဆွဲဖမ်းဆီးသွားကြပြန်တယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့နှိစက်သူတွေကိုယ်တိုင်ကရန်ကုန်ခေတ်တကိုအတိအပြည့်ပြောဆိုလာပါတယ်။ဒါကိုတော့အဂျပန်စစ်ကောင်စီတက်တဲ့ဂျေးရွာရက်ကွက်အုပ်ချုပ်ရေးမှုတွေပေါင်းပြီးဗကုတိုင်းတာဝရီမြို့နယ်အတွင်းကဂျေးရွာတွေမှာတကြံကာလအတွင်းလူငယ်တွေကိုစစ်မှုထမ်းဖို့အကြောင်းပြချက်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားရမှာလူငယ်58ဦးပါသွားတယ်လို့ဆိုပါတယ်။လက်ရှိမှာ အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုစစ်ကောင်စီကတို့လက်အောက်ခံတာဝရီမြို့နယ်ထွေအုပ်ရုံဟောင်းမှာဖမ်းဆီးခဲ့ပြီးတဲ့နောက်ဧပြီလ16ရက်နေ့အရောက်မှာတော့လူငယ်တွေရဲ့မိသားစုတွေစီတော့အကြောင်းမကြားပဲစစ်တင်နှန်းချောင်းကိုတခါနဲ့ပို့လိုက်ကြတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်။ဒါအပြင်တပတ်ကမင်းလာမြို့နယ်မှာလည်းဧပြီလ16ရက်နေ့ကတင်းပတ်တန်းကြီးခြေရွာကလူငယ်မောင်မျိုးမင်းဦးမောင်ရဲထက်နဲ့မောင်ဝင်းအောင်ဘိုးယုံကုန်းခြေရွာကမောင်ကူကူနိုင်ပါဝင်လူငယ်၃ဦး စင်တဲကုန်းခြေရွာကမောင်ဖိုးခြေပါဝင်လူငယ်၈ဦးပန်းတော်ခြေရွာကမောင်ထွန်းထွန်းပါဝင်လူငယ်၄ဦးတို့ကိုတရက်ထဲမှာတဲ့အကြက်ဖက်စကောင်စီတက်နဲ့အုတ်ချုပ်ရေးမှုတွေပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဘက်မှာတော့ဘကုတိုက်ညောင်လေးပင်မြို့နယ်ပဇွန်မြောင်းချေရွာအတွင်းဝင်ရောက်လာတဲ့အချက်ပတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမိုးရမှာစေကောင်စီဘက်ကအရာရှိအပါဝင်သုံးကတော့အသေးသေးတိတ်ကုန်ကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါများထားပြီးစစ်တပ်ဘက်ကလေကြောင်းပစ်ကူတွေပါခေါ်ရတဲ့အထိအထိနာသွားကြတယ်လို့မိနကာ PDF စစ်ကြောင်းကပြောပါတယ်ဒါကတော့ဧပြီလ20ရက်နေ့ကပဲအချက်ပတ်စစ်ကောင်စီတပ်စစ်ကြောင်းဟာညောင်လေးပင်မြို့နယ်ပဇွန်မြောင်းချေရွာအတွင်းကိုဒရုန်းတွေနဲ့အရင်ဘုံကျဲပြီးမှစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ် အဲ့ဒီချိန်ဒေါ်လာဟင်းပူပေါင်းတက်တွေကအသင်ဆောင်ပြီးတိုက်ခိုက်ချင်မို့ရမှာတော့စက်ကောင်းစီဘက်က ရာရှိအပါဝင်၃ဦးဟာနေရာမာရင်ပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရန်ရတဲ့သူတွေပါများသွားပြီးတဲ့တောင်စစ်တပ်ကလေကြောင်းပစ်ကူတွေပါအသေးအံခေါ်ရတဲ့အထိအထိနာသွားကြပြီအဲ့ဒီစစ်ကြောင်းလဲရှေ့ကိုစက်မတိုးလာရဲတော့ဘူးလို့မိတကား PDF စစ်ကြောင်းကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းဒရင်နေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ